တချမ်းမျိုးအမှုပညာလောကထဲစာဝင်နေရမန်လေးတချမ်းတောက်လျှောက်တချမ်းဆိုဖြစ်တာဂျားထဲမှာဆိုလို့မြကြီးနားမှာဆိုဘူးတာလည်းရှိတယ်ပုံမှန်တော့ဟိုကိုခကြီးထွက်ရင်ထွက်မထွက်လို့ရှိရင်အမှုပညာလောကထဲစာဝင်နေရမန်လေးမှာပဲတချမ်းဆိုဖြစ်တာမန်လေးတချမ်းမန်လေးတချမ်းတောက်လျှောက်ကြဖြစ်တာပေါ့မန်လေးသူဖြစ်ရှင်လို့အာမဟုတ်ပါဘူးဒီလိုဟိုပါပေါ့ ရေဇက်အဲလေရေဇက်ရှေ့ရေဇက်တို့ပေါ့နောက်ရေဇက်တို့ကတော့မန်လေးကခေါ်လို့ပါပြည့်တဲ့ခါကျမန်လေးမှပြောတယ်အစားတောက်တွေလည်းကောင်းတယ်မန်လေးရဲ့လူရည်လည်းချစ်ဖို့ကောင်းတယ်ရန်ကုန်မှာရန်ကုန်ကတကြံအမျိုးဘူးမှမခေါ်ဘူးပေါ့နော်မန်လေးကခေါ်တယ်မြချင်းသားခေါ်တယ်နေဘက်တွေခေါ်တယ်ဆိုတဲ့ခါမှာတော့မန်လေးကိုကြတော့တငယ်ချင်းတွေပေါင်းစင်းတွေများတယ်ပြီးတော့အစားတောက်လည်းကြိုက်တယ်ဆိုတဲ့ခါကျတော့မန်လေးဦးစားပေးဖြစ်တာပါ အကိုနဲ့ကိုခင်လိုက်တဲ့အတွဲဘာကြောင့်တွဲရတာဆိုတာလဲမှလေ့ဝဲချက်လေးရှိပေါ့နော်အဲပျော်စရာအဲပျော်စရာရွှင်စရာလေးပြီးရဲ့ခါကြလို့ရှိရင်အဲ့လိုစိတ်လှရှားစရာလေးအဲ့ဒါလေးပါပါတယ်ကိုနဲ့ကြတော့ဟိုအမြဲပျော်ရတာပေါ့နော်ဒါပေမဲ့ဒီကားထဲမှာတော့သူနဲ့ကိုနဲ့အပျော်စင်းနေမဟုတ်ဘူးအပြင်မှာတော့လို့ရိုက်နေတယ်မောင်နှမကြီးကအမြဲတမ်းဟာတရပျော်ပျော်ရွှင်ပဲပေါ့ဒီနှစ်ထဲမှာယုံတင်ဖို့မတင်းဆိုတော့တကားတော့တင်းအောင်ပါပရမကျတော့နည်းနည်းပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲ စွန့်နစ်စွန့်နစ်ကြေကွဲရတာပေါ့နော်ဟာတာကြတော့လို့ပျော်ရတာပေါ့အမှန်တမ်းပြောတော့ပျော်တယ်ရိုက်ရတာအဲ့လို ဟိုပေါ့ပါလားဆိုတော့ဘယ်ဟာမှတော့မပေါ့ပါဘူးပေါ့နော်။သို့ပေမဲ့လည်းဟာတိုက်ရတဲ့ချိန်တွေကတော့ပူပျော်ရွှင်ရကောင်းတာပေါ့။ဒရမာကြတော့အဲ့လိုမျိုးကတော်တော်ဟိုအွန်နာရတာပေါ့။အဲ့ကြောင့်နည်းနည်းတော့ဒရမာရိုက်ရတဲ့ချိန်ကကျတော့လို့ဟာတာရေစကူရေလုံးလို့မရအောင်လေ။အဲဟာတာကရိုက်တဲ့ခါကျတော့ရိုက်နေရင်လည်းအဲပျော်စရာတွေပျော်နေတယ်အဲ့လိုမျိုးရိုက်ရတဲ့ထဲမှာလည်းပျော်စရာတွေပါတယ်ဆိုတော့ဟာတာကရိုက်တာတော့ပို့ပြီးတော့ stress နေတယ်။ဒါပေမဲ့အဲအားဆိုင်ရတာတူပါပဲ။ဆုံမှုတာပေါ့အရင်ဗီဒီယိုဗီဒီယိုတွေရိုက်တဲ့အဆုံမှုတာဟုတ်။ပြန်ဆုံတဲ့ခါမှာကျတော့ဂျားတယ်မပွတ်တဲ့ဒီပိုင်းလည်းဆုံပါသေးတယ်။ပြန်ဆုံတဲ့ခါကျငငယ်တော့မျိုးဆိုးတဲ့ကြ ောင်နေပြောတာပေါ့တချင်းနေလုံးနေတချင်းနေ music video တွေထပ်ထွက်ဖို့ရှိပါတယ်ဟုတ်တယ်တချင်းပြီးမှအဲ music video တွေရိုက်ဖို့ရှိပါတယ်ဒီနေ့တချင်းမန်လေးမြို့တော်ဝင်မန္တလေးမှာရှိပါမယ်ဟောတချင်းနေကတော့မျိုးကဒီ YouTube Academy Melody ဆိုတဲ့ YouTube channel မှာမျိုးတချင်းနေလည်းတင်တယ်ဒါခါကျတော့မျိုးတက်တော့မှလည်းတင်တယ်ဒါပေမဲ့ YouTube channel မှာကျတော့အပြည့်စုံပို့တင်တာပေါ့နော်ဟုတ်တယ်တချင်းမှာတော့အမှန်တမ်းပြောရအောင်တချင်းဆိုရတာမျိုးအကြိုက်ဆုံးပါဒီနေ့ကတော့ပို့ပြီးတော့ special ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ UNESCO ပေါ့နော်ကဘာအမွေနေ့စီးရင်ဝင်သွားတဲ့ခါကျတော့ ဒါအရှင်းပြောရင်တော့အရင်တော့ကတော့ကိုကိုရဲ့မြန်မာအပိုင်းဆိုပေမဲ့လည်းသူလိုလိုကိုလိုလိုနဲ့ပေါ့နော်ရှိုးဟိုဖြစ်တဲ့လူတွေကဖြစ်တဲ့ခါကျတော့အခုချိန်မှာကျတော့ကိုမြန်မာအပိုင်းဆိုတာကတော့ကွန်ဖန်ပေါ့ကွာကဘာတိအောင်ကြီးညာခံရတဲ့အမျိုးအရောအရန် proud ဖြစ်တာကိုဂုဏ်ယူတာပေါ့တချမ်းမျိုးအမှုပညာလောကထဲစဝင်နေရမန်လီတချမ်းတောက်လျှောက်တချင်းဆိုဖြစ်တာဂျားထဲမှာဆိုလို့မြကြီးနားမှာဆိုဘူးတာမရှိဘူးပုံမှန်တော့အော်ကိုခရီးထွက်ရင်ထွက်မထွက်လို့ရှိရင်အမှုပညာလောကထဲစဝင်နေရမန်လီမှာပဲတချင်းဆိုဖြစ်တာမန်လီတချမ်းမန်လီတချမ်းတောက်လျှောက်ကြဖြစ်တာပေါ့မန်လီသူဖြစ်ရှင်တော့ဟာ 哎、呀我吧，就是话吧，其实。 အဲလေရေဇက်ရှေ့ရေဇက်တို့ပေါ့နောက်ရေဇက်တို့ကတော့မန်လေးကခေါ်လို့ပါပြည့်ခါကြမန်လေးမှာပြောတယ်အစားတောက်တွေလည်းကောင်းတယ်မန်လေးရဲ့လူရည်လည်းချစ်ဖို့ကောင်းတယ်ရန်ကုန်မှာရန်ကုန်ကတကြံမြို့ဘူးမှမခေါ်ဘူးပေါ့နော်မန်လေးကခေါ်တယ်မြချင်းသားခေါ်တယ်နေဘက်တွေခေါ်တယ်ဆိုတဲ့ခါမှာတော့မန်လေးကိုကြတော့တငယ်ချင်းတွေပေါင်းစင်တွေများတယ်ပြီးတော့အစားတောက်လည်းကြိုက်တယ်ဆိုတဲ့ခါကြတော့မန်လေးဦးစားပေးဖြစ်တာပေါ့အခုကြတော့ပြောတယ်ငငယ်တုန်းကတော့နည်းနည်းကြကြီးကြောင်မို့ကိုလည်းတက်မလားအခုကြတော့အဲ့လိုမျိုးကြတော့ကိုကိုတိုင်ကအဲ့လိုတကြံကိုအရန် enjoy ဖြစ်နေပြောတယ်ဆိုရတာလည်းကြိုက်တယ်အဲ့လိုတပုံးတစ်ပုတ်ပဲဆိုခိုင်းစိတ်ဆိုးတယ် ယ်လို့အများကြီးဆိုရတာပူကြိုက်တယ်။ကတ်တက်တယ်နည်းနည်းဟုတ်ကတ်တက်တယ်ဆိုရင်ကတ်တက်တာတကယ်ကားတဲ့စနစ်တကျအရင်အချိုးကျလှပတဲ့သူတွေလိုတော့မကတ်တက်ပါဘူး။ဒါကြတော့ကိုယ်လည်းမြန်မာလူမျိုးဆိုတော့အဲ့ဒါပြောကြတော့ကတ်တက်တယ်လေ။အရင်ကြီးတော့လို့စနစ်ကျပြီးတော့တကယ်စနစ်တကျတင်ထားတဲ့လူတွေလိုတော့မတော်ဘူး။ပြီးတော့ကိုဘဝကျတော့တချင်းဆိုရတာလည်းပြီးတဲ့ခါကျတော့တချင်းပဲဆိုခိုင်းတာပေါ့။အရင်ရိုးရှင်းပြောရင်တော့ဟိုဘယ်လိုကောင်းလဲ။တချမ်းဆိုတာကကိုမြန်မာတွေပိုင်တဲ့မြန်မာရဲ့တက်ဂရစ်ခုနှစ်လေဟို Happy New Year တို့ဟို2000နဲ့ဘယ်နှခုနှစ်တွေ ဆိုတာအဲ့ဒါကကြတော့သူများနိုင်ငံအပိုင်းနဲ့ဟာတကယ်မြန်မာရဲ့နှစ်သက်ကူဆိုတာကဒီမြန်မာတကြံညမှာဆိုတဲ့ခါကျဒါနေ့နေဟောင်းကနေနှစ်သက်ကိုကူပြောင်းလိုက်သကာလမှာအလူတန်းနေလုံမယ်အဲတိတ်ကဖြစ်ခဲ့တဲ့ဟာတွေကိုဖျားတရားလေးနဲ့ပိုကောင်းအောင်လုံမယ်အဲ့ဒါမျိုးလေးပေါ့ကျွန်내ဟာရရန်လေးနဲ့တားရရှိပါသေးတယ်ကိုပြောရတယ်အရန်ဟိုဖြစ်ကုန်ပါမယ်เนาะအဲ့ဆိုတော့နေဟောင်းကနေနှစ်သက်ကိုကူးတယ်ပေါ့ရှင် thank you